ဒီချက်နှစ်ချက်ကြောင့်မယ်မြန်မာစတာနဲ့လက်တွဲဖြုတ်ခဲ့တာဆိုတဲ့ခင်လာဆိုမင်္ဂလာပါပြိသက်လီတို့ရင်အမေနဲ့တိုးတက်ခြင်းစိတ်နဲ့သူ့ရဲ့အရေးချင်းတွေကိုတခုပြီးတခုထုတ်ပြနေခင်လာဆိုက အခုဆိုရင်သူ့ရဲ့ level ကိုမြင့်တင်ပေးမယ်မြန်မာစတာနဲ့လက်တွဲဖြုတ်ခဲ့ပြီလည်းဖြစ်ပါတယ်ခင်လာဆိုကသူ့ရဲ့အရေးချင်းတွေကိုစမ်းစစ်ခြင်းလို့တခုပြီးတခုလုပ်ပြနေပေးမယ်လူချိုးရဲ့အမြင်မှာတော့အရေးချင်းမရှိရဲ့ဆိုတော့ကနာမည်ကြီးခြင်းလို့ခရက်ချတဲ့ပွဲမှာလည်းဒိုင်လုံးညာဆိုပြီးတော့ ဝေဖန်ခံနေရတာပါပရိသတ်ချုပ်ကတော့သူ့ရဲ့ပုံစံကိုကြီးမြလို့ဝေဖန်တာရှိပေမဲ့ပရိသတ်ဒီကြီးမြဆုံးကတော့မြန်မာစလားပြောင်းဝဲကြီးပါပဲနှစ်ဆယ်နှစ်တိုင်းမှာကြက်တွေမထက်အောင်ဖန်တီးပင်းနေပြိုင်ဝင်တကယ်အရေးချင်းရှိတဲ့လူထက်လူများကြမှာကြက်ထားမဲ့ပြိုင်မဲဝင်နေဝေးချက်ခဲ့တာမို့ပရိသတ်တွေကကြီးမြဖြစ်နေကြတာပါပရိသတ်တွေကတော့အလူပွဲမှာတိုင်းလို့ပြီးကြက်တွေမဖြစ်ဖြစ်အောင်ဖန်တီးနေခင်နာဆုပ်ကတော့အပြင်းထန်ဝေဖန်နေကြလိဖြစ်ပါတယ် အစိုးပြန်ပွဲကနေတက်လာပြီးဒိုင်းလုံနေရင်နာမည်ကြီးချင်နေဆိုပြီးတော့ဝေဖန်နေကြတာပါဒိုင်းလုံပြီးနောက်မှလေအပြင်းထန်ဝေဖန်ခံနေရလေခင်နာဆိုက အခုဆိုရင်လေဝေဖန်တာမခံနိုင်လို့မြန်မာစတာနဲ့လက်တွဲဖြုတ်ခဲ့ပါပြီနော်အောင်မြင်ချင်တဲ့စိတ်တွေကြောင့်ခွေတိုပေါက်ကနေဝင်နေရဆိုပြီးတော့အပြင်းထန်ဝေဖန်ခံနေရတာမို့ခင်နာဆိုကတော့ဝေဖန်တန်နေကင်းဝေးအောင်ကိုယ့်လုတ်ကိုလုတ်တော့မေးဆိုပြီးတော့မြန်မာစတာကနေတိုင်းဖြင့်နှုတ်ထွက်လိုက်ပြီလေဖြစ်ပါလိမ့်ခင်နာဆိုက မြန်မာစတားကနေနှုတ်ထွက်ခဲ့တာဝေဖန်သူတွေကြောင့်လည်းပါတယ်လို့ဖောင်းထားကြောင့်လည်းပါပါတယ်ဝေဖန်သူတွေများစုကမြန်မာစတားမှာတိုင်လုပ်ပြီးခရက်ထတာကိုဝေဖန်နေရမှုသူ့အနေနဲ့နှုတ်ထွက်ခဲ့ရလည်းဖြစ်ပါတယ်ပြည်သက်မြန်မာသားခင်နာစုကနမည်ကြီးချင်လို့ကရက်ဖန်တီးရဲထင်နေပေမဲ့တကယ်တမ်းကဖောင်းတာခိုင်းလို့လောက်ရတယ်ဆိုတာကိုလည်းထုတ်ပြောလာခဲ့ပြီလည်းဖြစ်ပါတယ်မြန်မာစတားဖောင်းတာကအမြင်ရခဲ့တဲ့ဖန်တီးတက်တယ်လို့တိုင်တွေကိုလည်းဆုံးဖြတ်ခွင့်မပေးတတ်ပါဘူး တိုင်းတွေကိုအကဲဖြတ်မှုခံထားတယ်ဆိုပေမဲ့အဲ့ဒါကတော့လူမြင်တင်မှုတက်တက်ပါပဲဖောင်ဒါကတန်ခတ်ထားပေမဲ့တကယ်နဲ့ရွေးချယ်နေအောင်သူလိုချင်တဲ့လူကိုတော့ရွေးခိုင်းနေရလို့ဆိုပါတယ်ဆယ်လီပြုံးနေတုန်းကလေအပြုံးကသူမသိတလို့အပြုံးကလည်းသူ့ကိုမသိနိုင်အောင်အဖြစ်မှန်ဖြစ်ပေမဲ့နောက်တစ်ဆင့်ကိုခေါ်သွားတာကဖောင်ဒါညွှန်ကြားချက်လာလို့ဆိုပါတယ်ဖောင်ဒါကအပြုံးခေါ်မေးဆိုပြီးတော့ညွှန်ကြားထားတာပေါ့ခင်နာဆိုကပထမချင်းအပြုံးနဲ့ပတ်သက်ပြီး ကရက်ထတာရောဒုတိယကြိမ်မြေကြီးနာသားနဲ့ပြဿနာဖြစ်ချိန်မှာရောကရက်ထလောက်တာဖောင်တာလောက်တယ်ဆိုတာကိုပွင့်လင်းပြပြခဲ့ပါပြီပထမတစ်ခါမှလေးဖောင်တာကြောင့်ကရက်ထခဲ့တယ်လို့အခုလည်းမြေကြီးနာ ပြန်ဝဲဝင်နေစကားပြောချင်မှလေးအတစ်ကိုလူစိတ်ဝင်စားဖြတ်ပြီးရော ကရက်ဖန်တီးခဲ့တာမို့သူ့အနေနဲ့မြန်မာစတာကနှုတ်ထွက်ခဲ့တာပေါ့ပြန်ဝဲဝင်တီးဆိုတော့ကတချင်းတစ်ပုတ်တီးဆိုခဲ့ပေမယ့်နားထာမကောင်းနဲ့မြန်မာတချင်းဆိုတာမထည့်ပေ အင်္ဂလိပ်ဆောင်တပုတ်ထဲကိုလိုက်မော်တင်ပြီးသူ့ကိုအပြောခံရလို့တော့မို့ခင်နာဆိုကနှုတ်ထွက်ခဲ့ရလည်းဖြစ်ပါသည်။သူကအနုပြန်လောကမှာနမရဖို့ကြရထားမဲ့ဖြစ်မဲ့လူမျိုးမဟုတ်တာမို့ဝေဖန်ရမယ့်ယာတွေကိုဆွန့်လွတ်ပြီးပုံမှန်တိုင်းအနုပြန်လုပ်တွေကိုဆက်လုပ်သွားမှလည်းဖြစ်ပါသည်။သူကကိုပိုင်ရည်ချင်းနဲ့ရက်တည်နေရဲ့အစိုးရတရားဖြစ်တာမို့သူ့ဘာမှမသိရဲ့လူတရားလိုဆက်ဆံတာမခံနိုင်လို့သူ့ရဲ့အနုပညာတော်ကိုပဲပုံမှောက်သွားတော့မှလည်းဖြစ်ပါသည်။ဟုတ်ကဲ့ပါဒီနေ့တော့ ဒီလောက်နဲ့ပဲရှင်းလာလိုက်ပါ